ခုတလောဖြစ်နေရဲ့ပိုင်နဂုံးရဲ့ကိစ္စကိုကြည့်ပြီးတော့လေကျမသားသမီးနဲ့မိဘတွေရဲ့ဒီ logic တခုမှလေအဲအမြဲတမ်းသားသမီးတွေဘက်ကလည်းမှန်နေရမဟုတ်တလို့မိဘတွေဘက်ကမှန်နေရဆိုတာလည်းမရှိဘူးအဲမိဘတွေကကြီးပဲကျမတို့လုတ်ပေးရတာကြီးပဲအဲ့လိုမျိုးသာတင်ကြီးဆိုကျမတို့ဆိုတင်လို့ဆုံးမှာမဟုတ်တော့ကျမတို့တပုံကောက်တင်လိုက်အဲ့ပုံမှာသူတို့တွေကအတီတယောက်ကနေသွားပြီးတော့ comment မှန်လိုက်တယ် comment မှန်လိုက်တာကပိုင်တကုံမပါဘူးလားပေါ့နော် အာနဲ့ तू က तू ပြန်ဖြေလိုက်တဲ့ comment တစ်ခုอ่ะကွာပြိတ္တတီ အဲနည်းနည်း shock ဖြစ်သွားတာပေါ့နော်အဲဘယ်လိုမျိုးပြန်ဖြေလိုက်တာလဲဆိုတော့သူတင်ထားတဲ့ပုံပုံမှန်ရှိတဲ့တူကိုပဲမိသားစုပေါ့ကွယ်တိရမအဲအဲ့ဒီမိသားစုကိုပဲအတိမတ်ပြုတ် ပေးအားလုံးပဲမင်္ဂလာပါရီလီရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်ဒီမှာခုတင်ဆက်ပေးမယ့် video လေးကတော့အခုเนาะ live မှာဖြစ်နေတဲ့မင်းနားပိုင်ဒီကုံရဲ့မိသားစုကိစ္စလေးပဲဖြစ်ပါတယ်ရှင်မင်းနားပိုင်ဒီကုံရဲ့မိသားစုကိစ္စကိုတချို့ကမတည်သေးဘူးเนาะ live မှာတက်နေလို့ဒါမိသားစုအဆင်မပြေတဲ့ကိစ္စဆိုတာသိရရှင်ဘာကြောင့်ဒီလိုမိသားစုအဆင်မပြေဘူးဆိုတာတော့မသိကြဘူးရှင်ဒီကိစ္စနဲ့ပတ်သက်ပြီးမတည်သေးတဲ့သူတွေအတွက်ပြန်လည်ပြပြထားတဲ့ video လေးပဲဖြစ်ပါတယ်ရှင်နောက်ပြီးတော့เนาะဒီလိုကိစ္စဆိုတာကမိသားစုတိုင်းမှာဖြစ်ကြတဲ့ပြဿနာပဲရှင်သားသမီးနဲ့မိဘကြားမှာ အိမ်တော်ကြတာပြီဆိုလို့ရှိရင်မိဘတွေကသားသမီးကိုစိုင်မဲစိုင်တာနော်မပိုင်ကြတော့ဘူးရှင်ဒါပေမဲ့တချို့မိဘတွေကတော့အသက်ကြီးနေတော့မှနော်ကိုယ့်ရဲ့သားသမီးကလက်ထပ်သွားပြီးရင်တော့ ကိုမကိုဖြစ်နေအောင်ဆိုပြီးတော့အတကြီးရဲ့မိဘတွေလည်းရှိတယ်ရှင့်ဒီလိုမိဘတွေကြောင့်လည်းတချို့အိမ်တော်ကြီးတွေကမမြင်တာတွေလည်းရှိတယ်နော်ဒါကြောင့်မလို့ဒီ view လေးထဲမှာဆိုလို့ရှိရင်မိဘတွေအနေနဲ့ရောသားသမီးတွေအနေနဲ့ရောအိမ်တော်ကြသွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့မိဘတွေနဲ့သားသမီးဘော်ကိုဘယ်လိုဆက်ဆက်ရမလဲဆိုပြီးတော့ပြောပြထားတဲ့ view လေးပဲဖြစ်ပါတယ်ရှင့်ကြီးရှုတဲ့သူတွေအနေနဲ့ဘဝတူတာရအောင်လို့ဒီ view လေးကိုပြန်လည်ဝင်မြလိုက်ခြင်းဖြစ်ပါတယ်ကိုမနဲ့တူတူ view လေးဆုံးပြီးလိုက်ပါကြီးရှုပြီးကိုဖိတ်ခေါ်ချင်ပါတယ်ရှင့်အခုတော်တော်ဖြစ်နေတဲ့ပိုင်နေကုန်းရဲ့ကိစ္စကိုကြည့်ပြီးတော့လေကျွန်မ ထင်တာကိုပြောပြမယ်ပေါ့နော်သားသမီးနဲ့မိဘတွေရဲ့ဒီ logic တခုမှလေအဲအမြဲတမ်းသားသမီးတွေဘက်ကလည်းမှန်နေရမဟုတ်တလို့မိဘတွေဘက်ကမှန်နေရဆိုတာလည်းမရှိဘူး။ဘာဖြစ်လို့လဲဆိုတော့တချို့မိဘတွေကလေမိဘစိတ်မရှိတဲ့လူတွေအများကြီးပဲ။ဒါဆိုအခုလူမှုပတ်ဝန်းကျင်အတိုင်းဝိုင်းမှာလည်းအဲ့လိုကိစ္စမျိုးတွေကအများကြီးရှိတယ်။ ရယူလို့စိတ်ရှိတယ်မိပါတယ်ပေါ့နော်ဥမာထားပါတော့ဒီမိသားစုတစုမှာသားသမီး2ယောက်ရှိတယ်ဆိုပါစို့သားသမီးချင်းအချင်းချင်းကိုခွဲခြားဆက်ဆံတဲ့စိတ်ရှိတယ်ဘယ်သားသမီးကိုပဲပို့ချစ်တယ်ဆိုတာမျိုးပေါ့နော်အဲနောက်သားသမီးစီကကြတော့ဥမာထားပါတော့ပတ်စံဘလောက်ရမှာလို့ဒီသားသမီးရဲ့လှုပ်ကြွေးတာကိုပဲအမြဲတမ်းခံခံရမှာလို့ ပြီးရင်အချင်းချင်းအတူတူဆိုရင်တော့ခွဲခြားဆက်ဆံတဲ့မိဘမျိုးလည်းရှိတယ်။အများတန်းကွာဒီသားသမီးစီကပဲအများတန်းမျှော်ကိုပြီးတော့နောက်တစ်ခုကဘလောက်ပဲဒီသားသမီးတွေအသက်ကြီးသွားပါလိမ့်စေဟိုတာဝန်တစ်ခုလိုရိုက်သွင်းထားတာကွာသိရမလား။ငါတို့ကိုပဲလှုပ်ကြွေးရမယ်ငါတို့ကိုပဲငါတို့မှာပဲကျေးဇူးတရားတွေအများကြီးရှိတယ်။နင်းဘဝဘလောက်ပဲတောက်ပြောင်သွားတောက်ပြောင်သွားအဲ့လိုရှိတယ်ဆိုတဲ့မိဘမျိုးကလည်းရှိတယ်နော်။နောက်ထပ်မိဘတစ်မျိုးကြောင့်လည်းပေးဆက်ခြင်းနဲ့လာတဲ့မိဘမျိုးအဲ့ဒါကြတော့ကျမတို့အမေတွေကျမတို့ယောက်ျားမတွေဆိုအဲ့လိုပုံစံမျိုးလုံးဝသားသမီးစီကဘာတစ်ခုမှမျှော်ကိုးတာမရှိဘူး။သူတို့ဆိုလို့ရှိရင်ဒီသားသမီးကိုကိုက ဘာဖြည့်ဆည်းပြအောင်ဆိုဒါကျမတို့ကံကောင်းတယ်လို့ပြောအောင်ကျမတို့လူမိပါကြတော့လေလုံးဝကျမတို့ဆိုရင်လည်းရောက်ခမရကံကောင်းတယ်လုံးဝအဲ့လိုမရှိဘူးနော် ဟိုထားပါတော့ဒီသားသမီးစီကဘာရမှာဘာဘလို့ဖြစ်မှာလုံးဝအဲ့လိုမရှိဘူးဘယ်သားသမီးစီကမှာအဲ့လိုမရှိဘူးသူတို့ဆိုလို့ချင်းသားသမီးကိုဘာဖြည့်ဆည်းပေးရမလဲဆိုတာမျိုးပဲငါငါသားသမီးဘလို့လုပ်ပေးလိုက်ရင်အဆင်ပြေမလဲအားနဲ့တက်နိုင်ငွေအားလောက်အားနဲ့တက်နိုင်လောက်အားဒီလိုမိဘမျိုးတွေရတဲ့လူကအခုချိန်မှရှိတယ်ဆိုရင်ဒါတတော်ကန်ကောင်းတယ်ပြောရမယ်ဒါပေမဲ့ပိုင်နဂုံးလိုမိဘမျိုးပြောသူကဘလို့လဲဆိုဒီသားသမီးကလည်းအထိုက်အလျောက်အောင်မြင်တယ်ဒီလိုမျိုးအောင်မြင်တယ်ဆိုတာလည်းပိုင်နဂုံးကဘာကြော်တဲ့အထိဖြစ်တယ်ဆိုတာလည်းကျမအထင်အမြင်ယူဆချက်ကိုပြောမယ်နော်သူမိဘကိုအရင်တိတက်လို့ပါတယ် သူလွန်ခဲ့တဲ့2000နဲ့ဘယ်နှခုနှစ်ကလည်းမသိဘူးခုနှစ်တော့အတိအကျမသိဘူးဒါပေမဲ့သူ့အမေကိုသူ့အမေနဲ့သူ့အဖေကို surprise ဆိုပြီးသိန်း1000ကျော်အဲ့ခေတ်ကတော့1000ကျော်တန်တဲ့တိုက်ကြီးကိုလုံးဝ surprise လုပ်တာကွာပြီးတော့သူ့ရဲ့အမေပေါက်ကလည်းလုံးဝသူ့အမေရဲ့အဖေရဲ့အမေပေါက်နဲ့လုပ်ပေးတာကြားထဲမှာငွေတွေအပုံလိုက်အပုံလိုက်ခရော့တာတွေရှိသေးတယ်ဒါတွေကဒါမိဘကိုတိတက်လို့သူ့ရဲ့အောင်မြင်မှုတွေပြန်ရတာလို့ကျွန်မထင်တယ်ဒါမှတခုရှိတာဒီသားသမီးတယောက်ကအချိန်တိုင်းအတောင်ဆုံးအရွယ်ရောက်တဲ့အခါကျရင်သားသမီးတိုင်းကအိမ်အောင်ပြုတ်မှာပဲเนาะကျင်ရဘက်ကိုရှာဖွေးရမှာပဲအဲ့ကြလို့ရှင်ကိုဘက်ကလည်း သဘောထားကြီးစွာနဲ့ဩငါသားလေးအိမ်အောင်ကြပါပြီငါတို့ဘက်ကနေပြီးတော့ဒါဟိုအတိအမလားအလိုက်တိစွာနဲ့ဒါဆွတ်လို့ရမယ့်အပိုင်းတွေရှိသလိုကိုယ့်ဘက်ကအလိုက်တိစွာနဲ့နေပြရမယ့်အပိုင်းတွေရှိတယ်ဒါဟိုမှအိမ်အောင်ကြတဲ့အထီကိုလိုက်ပြီးတော့လူချင်းတတ်မှတ်စိတ်ရှိတာမျိုးကြတော့အဆင်မပြေဘူးလေမိဘနဲ့သားသမီးရဲ့ relationship ဆိုတာအများတန်းကဘာတီတည်ရွေးတည်ရမှာအဲ့ဒါကြီးကလက်ပတ်သွားနေတဲ့အရာတစ်ခုပဲထားပါတော့ကိုကတစ်ချိန်မှာချွေးမှဖြစ်မယ်မိသားသမီးဖြစ်မယ်ဆိုလို့ရှိရင်နောက်တစ်ချိန်ကြလို့ရှိရင်လည်းအဲထားပါတော့ကိုရဲ့သားသမီးဆိုပြန်ဖြစ်လာမှာပဲဒါကတော့ဟို ိမ်ဆောင်ပြည့်ရလူတိုင်းပြောတာပေါ့နော်အဲ့ကြလို့ရှိရင်ကိုကရောအဲ့လိုစိတ်မျိုးထားနိုင်လားဆိုတာပေါ့မူတည်တယ်အချိန်တန်လို့ရှိရင်ဒီကဘာကြီးရတန်တရားလဲနေသေးပြီးကိုကသားသမီးပေါ့အဲ့လိုရယူလို့စိတ်လုံးဝကွာဟိုလိုမျိုးအိမ်ဆောင်ကြရတဲ့ထီတောင်မှပဲလက်လွတ်မပေးခြင်းဘူးဒီကိုကလည်းတစ်ချိန်တော့သားသမီးဖြစ်ခဲ့တာပါပဲသူများတကာရဲ့အဲ့ချိန်ကျတော့ကိုကမိဘအပေါ်မှာတရားရဂိုင်းတော့ပြီးအဲ့သားသမီးလိုမျိုးဖြစ်ရလားလို့ပြန်စဉ်းစားကြည့်အကုန်လုံးကလေကိုကနားလည်မှုရှိစွာနဲ့မိဘမှာလည်းမိဘစိတ်တက်မျိုးရှိရမှာဖြစ်တယ်လို့သားသမီးကလည်းသားမျိုးစိတ်တက်မျိုးထားတချို့မိဘတွေဆိုလို့ရှိရင်ဒီသားသမီးစီကရယူလို့စိတ်ရှိတယ်ဆိုတာထက်ကိုလေ သတိမြင်ခွဲခြားဆက်ဆံနေကြတာကျမတို့ဒုံမှုပတ်ဝန်းကျင်မှာရှိတယ်နော်ကျမဆိုကြုံခဲ့ဘူးတယ်ဟိုရင်တော့ဗောနော်အဲ့လိုသာသမီးအိမ်တဲအိမ်မှာ၄ယောက်ရှိတယ်မလား၄ယောက်ကုန်မှာလေအဲ့ဒီအထက်ကတယောက်ကိုဆိုရင်လုံးဝအကောင်မပြောဘူးဘလောက်ပဲလာစားတွေအဲ့မြမကားထဲမှာလည်းရှိတယ်အဲ့ဒါမျိုးတွေကိုရိုက်ထားတယ်မြင့်မြတ်ကားလားမသိဘူးသူ့သားကိုဆိုလို့ရှိရင်အများကြီးခဏဖြစ်နေရလေအများကြီးရေးလည်းမပြေသာသားပေးတဲ့ပတ်စံဆိုရင်တော့ပတ်စံရတာအတူတူဒီသမီးကပေးတဲ့ပတ်စံဆိုရင်ဒီမှာဟာငါသမီးလေးပေးတာဘလို့လိန်မာတာဘလို့ပေးတာဘလို့တိတက်တာသိရမလား ကိုကကြတော့အဲ့သူဝင်ဖြစ်တဲ့သားကြတော့လေအဲ့ဒီမှာဒီသားကမကောင်းတာလို့ပတ်စံပေးနေအောင်ဘလို့ပေးတာလို့အဲ့ဒါမျိုးတွေကခွဲခြားဆက်တန်တဲ့စိတ်ရှိဒါကသားသမီးမှရှိတဲ့စိတ်ဒဏ်ရာမျိုးတွေကိုပြောပြဒါမျိုးတွေကလည်းမိဘမှာလုံးဝမဖြစ်တဲ့ကိစ္စကျမတို့ဆိုလည်းသားမွေးထားတာပဲကျမသားဟိုကျမလေအခုအရွယ်တသေးလေးပဲရှိဒါမှကျမလေအချိန်တန်လို့တို့အိမ်အောင်ပြုတ်မယ်ဆိုရင်တည်တယ်ကိုတော်မှအိမ်အောင်ပြုတ်လာတည်ရပါတော့နော်တို့တီးတဲ့လို့တို့အိမ်အောင်ပြုတ်ပြီးမှပေးတာကျွေးတာဆိုတော့ဒါတမျိုးပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့လေ ဟိုထားပါတော့ဒီသားသမီးကငါအခုကျွေးမွေးပြုသူစောင့်ရှောက်လာလို့ဒီရွယ်ရောက်လာတာပဲအချိန်တိုင်းငါ့ကိုပြန်လှုပ်ကျွေးမှာဒီသားသမီးကဒီငါ့ကိုပြန်ပြီးတော့ဒီမှာဟိုဘယ်လိုလဲပြန်ပြီးတော့ဓာကြီးပေးရမှာဒီသားသမီးကငါ့ကိုအသက်ကြီးတဲ့ဒီဟိုကလှုပ်မှာလုံးဝအဲ့လိုစိတ်မျိုးမရှိဘူးအဲ့တော့သူအချိန်တလုံးသူသူကသူအိမ်အောင်ပြုတ်မှာဒါသူ့ရဲ့ကိစ္စပြုတ်မှာပဲလေဟုတ်တယ်မလားအာပြီးလို့ရှင်သူကသူပေးတာကျူတာဒါသူ့ရဲ့တက္ကနာပဲလုံးဝအဲ့လိုမျိုးစိတ်မထားရအောင်မိပါတယ်ရာလေအဲ့ဒါမှလည်း အဆင်ပြေမှာပေါ့ဟုတ်တယ်မလားကိုကိုတိုင်းကကြတော့ဟိုအိမ်ထောင်ပြုတ်ခုနဲ့မိဘကိုသိတယ်လားမသိတယ်လားမသိဘူးဒါပေမဲ့ကိုမွေးတဲ့သားသမီးကိုကြတော့အရန်ကိုကိုသိတဲ့စေချင်ပြီးတော့လေအရန်ကိုသိရမလားဟိုအိမ်ထောင်ကြပြီးတဲ့အထီကိုရသည်မြပစံအကုန်လုံးလိုချင်တာကြတော့ဒါအလုံးကမိဘတယောက်မှမရှိသင့်တဲ့ကိစ္စမျိုးလို့ကျမထင်တယ်ဒါကျမအမြင်ပဲပြောနော်ကျမမှသားလည်းရှိတယ်အခုချိန်ထိမိဘတွေလည်းရှိနေသေးတယ်ဒါပေမဲ့ကျမရဲ့မိဘတွေကကြတော့ရောက်ခမအောင်မအေးဒီကလုံးဝကောင်းတဲ့အထက်မှာပါတယ်။ကျမတို့အမိဘတွေဒါလေအဲ့လိုပိုင်နဂုံးအမေလိုဒါ စိတ်မျိုးသာရှိတယ်ဆိုကျမတို့စိုးခဲ့သမျှ live model လို့ဆုံးမှာမဟုတ်တော့ဘူး။ဘာဖြစ်လို့ဆိုတော့ကျမတို့ဆိုရင်လေမိဘပေါ်လေတစ်ခါတလေပြန်ပြောတာတို့တစ်ခါတလေပတ်စံအောင်မပေးဘူး။ဘာမှကြည်လည်းမကြည်ဘူးပေးလည်းမပေးဘူး။မိဘရဲ့မိဘတွေရာကြီးပဲကျမတို့လုတ်ပေးရတာကြီးပဲ။အဲ့လိုမျိုးသာတင်ကြီးဆိုကျမတို့ဆိုတင်လို့ဆုံးမှာမဟုတ်တော့ကျမတို့မိဘတွေကအများတန်းပေးဆက်ချင်းနဲ့ပေးဆက်လာတဲ့လူတွေမှလို့ဒါအဲ့လိုမျိုးဟိုအဆင်ပြေနေရပါ ဟုတ်တယ်နော်မိဘတွေဆိုတာကတာသမီတွေစီကမျိုးလေးချက်မထားပဲနဲ့ကိုကတော့ပြီးဆက်နိုင်တော့အကောင်းဆုံးဘာလို့လဲဆိုတော့တာသမီတွေကိုလူမောက်ခတဲ့ခေါ်လာတာကကိုကိုယ်တိုင်ဖြစ်နေလို့နော်နောက်ပြီးတော့မင်းသားပိုင်တကူမျိုးရဲ့ကိစ္စကိုသိချင်နေတဲ့သူတွေတော်လဲနော်ဒီဗီယိုလေးထဲမှာပါတယ်ရှင်းဆက်ကြည့်လိုက်အောင်နော်ဘယ်ကနေဘလို့စတာလဲဆိုတော့ပိုင်တကူရဲ့မမီကပုံတပုံကောက်တင်လိုက်တယ်ပေါ့နော်ပုံတပုံကောက်တင်လိုက်အဲ့ပုံမှာသူတို့တွေကအတီတယောက်ကနေတွားပြီးတော့ comment မှန်းလိုက်တယ် ကွန်မန့်မှန်လိုက်တာကပိုင်တကုံမပါဘူးလားပေါ့နော်အာနဲ့ तू ကသူပြန်ဖြေလိုက်တဲ့ကွန်မန့်တစ်ခုอ่ะကွာပြိတက်တီအဲနည်းနည်း shock ဖြစ်သွားတာပေါ့နော်အဲဘယ်လိုမျိုးပြန်ဖြေလိုက်တာလဲဆိုတော့ तू တင်ထားတဲ့ပုံပုံမှန်ရှိတဲ့သူ့ကိုပဲမိသားစုပေါ့ကွယ်တိရမအဲအဲ့ဒီမိသားစုကိုပဲအတိမတ်ပြုတ်ပေးပါဆိုတဲ့ပုံစံမျိုးနဲ့တော့အဲ့လိုမျိုး reply ပြန်လိုက်တာပေါ့အမှန်နေပြီးတော့အကုန်လုံးကဟဲပိုင်တကုံအမေက ဘာလို့ပေါ့နော်ဒီလိုမျိုးကြီး comment ယူ reply ပြန်လိုက်တာလေပြီးကြတော့လေတခြား post တွေ post တွေမှာ like ကြည့်တဲ့အခါမှာကြတော့လေပေါ့နော်သူသူတားနေပတဲ့သူခန်းစားနေရတာကြီးလည်းရှင်လည်းရှိမှာပေါ့နော်သူတားလေးကမိမယူသွားပြီးတော့မှအဲနည်းနည်းပါပြောင်းလဲသွားတယ်လို့ပါရောညာတော့ပေါ့အဲ့လိုမျိုးဒါကတော့မိဘတွေရဲ့အဲခန်းစားချက်ကလည်းရှင်လည်းရှိနေမှာပေါ့ဒါပေမဲ့ပိုင်တခုဘက်ကပြန်ကြည့်တော့လေသူကသူချစ်လို့ယူထားတဲ့ မျိုးသမီးတွေเนาะဒီကောင်မလေးကလည်းဒါသူချစ်လို့သူယူရေးချက်ထားတာဆိုတော့သူမျိုးသမီးကိုလည်းသူကဘယ်လိုလုပ်ပြီးဆုံးလွှတ်ရမှာလဲဟုတ်တယ်မလားသူကိုယ်တိုင်ချစ်လို့ချစ်လွန်လို့မြင့်မြတ်နွန်းနွန်းနဲ့၄နှစ်တောင်မှတွဲပြီးတော့မှယူထားတဲ့မျိုးသမီးကွယ်အဲ့လိုဆိုတော့ဒီမျိုးသမီးကိုဆုံးလွှတ်ဖို့ဆိုလည်းမဖြစ်နိုင်ဘူးအဲ့တော့ပိုင်တကွန်ရဲ့ဘဝကဘယ်လိုဖြစ်နေလဲဆိုတော့မိဘနဲ့ကိုယ့်ရဲ့မိန်းမချားမှာကွာအဲ့လိုမျိုးဖြစ်နေတာပေါ့เนาะ အာဘယ်လိုပြောမလဲနည်းနည်းတော့အဲ့အဲ့လိုမျိုးပြဿနာကြီးอ่ะကွာမိသားစုတွေခြားထဲမှာဒါဖြစ်နေကြပဲဖြစ်နေကြပဲဒါပေမဲ့သူကကြတော့အာဘယ်လိုမျိုးပြောမလဲမင်းသားမင်းသမီးတွေလည်းဖြစ်တဲ့အခါကြတော့နမဲကြီးတွေလည်းဖြစ်တဲ့အခါကြတော့ဟိုလူခြားထဲမှာအရန်ကိုပွဲထားသွားတာပေါ့ကွာတိလာပြောချင်တာဒါပေမဲ့ပိုင်တော့အမေအနေနဲ့ဆိုလို့ရှင်တာကွာ ကိုတာလီကအဲ့လိုမျိုးလူကြားထဲမှာမပြောတင်ဘူးပေါ့နော်မပြောတင်ဘူးပြောချင်ရင်တော့မှကိုဘက်ကိုတင်မှာနောက်ွယ်မှာတူတူတိတ်တိတ်ပြောတာမျိုးဆိုရင်တော့ပို့အဆင်ပြေရပါဘောဟုတ်တယ်မှာခုကြတော့အဲဒါမင်းသားကိုမင်းသားဖြစ်နေတဲ့ခါကြတော့လေအဲဒီလိုမျိုးပြိတ္တတရားလဲစောင့်ကြည့်နေရဆိုတော့အဲဒီလိုမျိုးတွေဖြစ်ကုန်တာပေါ့နော်မိဘတယောက်နေနေခုလိုမျိုးတော့မလုပ်တင်ဘူးနော် ိုကသားသမီးကိုချစ်တယ်ဆိုပေမဲ့လည်းသားသမီးကသူ့အိမ်တော်နဲ့သူဖြစ်သွားလို့ရှင်ကိုနဲ့ကတော့ဆိုင်နဲ့ဆိုင်တာမပိုင်တော့ဘူးရှင်နောက်ပြီးတော့လည်းနော်ကိုရဲ့စိတ်အတိုင်းကိုသားသမီးကိုနေခိုင်းလို့မရတော့ဘူးသူချစ်လို့လက်ထပ်ပါတဲ့သူ့မိန်းမကလည်းရှိနေဘူးအချို့မိဘတွေကလည်းတကယ်ကိုအတကြီးတယ်ရှင်အိမ်တော်ကြတော့ရင်တော့မှဒါကငါသားငါပြောတာပဲလုပ်ရမယ်ငါစကားပဲအောင်ရမယ်ဆိုတဲ့အတကြီးတဲ့မိဘတွေလည်းရှိတယ်ရှင်ဘလို့ပဲဖြစ်ဖြစ်သားသမီးနဲ့မိဘရဲ့လို့ဖြစ်လာပြီဆိုလို့ရှင်မိဘတွေအနေနဲ့လည်းအချိန်တန်လို့ရှိရင်တော့သားသမီးတွေကကိုကိုစွန့်ပြစ်ပြီးတော့သူတို့ကနော်ကိုရဲ့ချင်ရဘက်ကိုရွေးချယ်သွားမှဒါကိုလည်းမိဘတွေ 拿了比不露脸些。<noise> သတိမီတွေအနေနဲ့ကလည်းကိုကအိမ်တော်ကြာသွားပြီဆိုပေမဲ့လည်းကိုရမိပါကိုတော့ပြစ်ပင်မထားသင့်ဘူးရှင်။ဒါစုကိစ္စဆိုတာလည်းလူတိုင်းမှာရှိတယ်နော်။ခုလိုမျိုးအိမ်တော်ကြာလာတဲ့သတိမီနဲ့ဒစိန်ရောသွားတဲ့ခါကျမိဘတွေနဲ့ဖြစ်တဲ့ပြဿနာကမိသားစုတိုင်းမှာရှိရဲ့ရှင်။ဒါပေမဲ့ဒီမင်းနားပိုင်တို့ကတော့နာမည်ကြီးမင်းနားတွေဆိုတော့ပို့ပြီးတော့နော်ပြိတ္တတွေဈာထဲမှာရောအားလုံးရဲ့ဈာထဲမှာသူတို့ကပွဲဖြစ်သွားပြီးတော့ပွက်လောကိုရိုက်သွားတာရှင်။ပြီးကြည့်မယ်ဆိုရင်တော့ဘာမှမဟုတ်ကြနော်။မိသားစုပြဿနာတေးသေးလေးကလည်းသူများတွေပြောစရာပိုဖြစ်တယ်ရှင်။နောက်ပြီးတော့ဘေးစကားတွေကြောင့်မိသားစုတွေပို့ပြီးတော့ပြိုကွဲသွားနိုင်တယ်နော်။ ညီမရဲ့ view လေးကတော့ဒီလောက်ပါပဲရှင်ကြီးရှုတဲ့သူတွေအနေနဲ့လည်းဘိုးဒူတာတစ်ခုခုရမယ်လို့ထင်ပါတယ်ရှင်နောက် view လေးတွေမှာပြန်လည်ဆုံတွေ့ကြမှာရှင်